အော်ဒီ UG ဖွဲ့တွေမျိုးရပြောက်ကြအဖွဲ့တွေပို့ပြီးအင်အားကောင်းမယ်ဟဲ့ဆိုရင်စစ်ကောင်စီဘလောက်တောင်မှချီချမ်းလိမ့်မလဲဆိုတဲ့ဟာကိုတွေးမိသေးတယ်ပေါ့နော်အဲ့တော့ဒီပါဆိုင်နဲ့ပတ်သက်တဲ့ဟာဒီလိုမျိုးတွေဖြစ်နေပါလေဒီလိုစုဆောင်းခံနေရပါလေမိဘတွေကိုပြဿနာရှာနေပါလေဒီအဖွဲ့တွေကဘလုံမျိုးပုံစံမျိုးနဲ့ဖမ်းမိလာပါလေဘဲတက်ကနေပြီးတော့ထွက်ပြေးလာပါလေ မင်္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာလ14ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါကျွန်တော်တို့ဘာအကြောင်းအရာရွေးထားလဲဆိုတော့ဒါကဒီအဂျာစီယာသတင်းဌာနကိုပေါ့နော်စစ်ကောင်စီဘက်ကဒီအချက်လက်တွေပေါ့ကြားသွားတဲ့ဟာနဲ့ပတ်သက်လို့ပေါ့နော်စစ်ကောင်စီနဲ့ဒါမင်းအွန်လိုင်းဘာတွေကြုံတွေ့ရနိုင်လဲဘလို့အခြေအနေဆိုမျိုးတွေဖြစ်လာနိုင်မွယ်ရှိလဲပေါ့နော်ပြီးတော့ဒီဥစ္စာကဘလောက်ထိဒါသွားတဲ့ဖြစ်စဉ်ကြီးလဲဒီထဲမှာဘယ်အချက်လက်တွေပါတယ်လဲဆိုတဲ့ဟာမျိုးကိုဒါကျွန်တော်ပြောသွားမယ်ပေါ့နော်အဲပြောရရင်တော့ဒီ အဂျာစီယာသတင်းဌာနကနေပြီးတော့အဲဒီ video file ထုတ်ပြန်လာတာရှိတယ်ပေါ့နော်ဒါ documentary ပုံစံမျိုးနဲ့ထုတ်ပြန်လာတဲ့ video file တစ်ခုရှိတယ်အဲဒီထဲမှာအများကြီးပဲပေါ့နော်စစ်ကောင်စီလုံနေတဲ့အပြုမူအနေနဲ့ပတ်သက်လို့ပေါ့နော်ဒါသူ့ရဲ့ဆေးရဆွေးမှုကျူးလွန်နေတဲ့ဟာတွေဒါပြီးရင်အကြမ်းဖက်နေတဲ့ဟာတွေဒါမတရားပြုကျင့်နေတဲ့ဟာမျိုးတွေပေါ့နော်ဒီလိုမျိုးနဲ့ပတ်သက်လို့ပေါ့နော်အဲတော်တော်လေးကိုရုံမှရိုင်းဆိုင်တဲ့လောက်ရက်တွေနဲ့ပတ်သက်လို့ဒီတက်တေအချက်လက်တွေအများကြီးရ စုံမှုတန်းနဲ့ပဲဖြစ်ဖြစ်ဗာနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုခါမျိုးတွေအများကြီးပါသွားတွေ့ရတယ်အဲ့တော့ဒီသတင်းဌာနစီကိုစစ်ကောင်စီရဲ့လုံခြုံရေးဆိုင်ရာဒီ PowerPoint file နေနဲ့အချက်အလက်တွေပေါက်ကြားတဲ့သတင်းကဒီအထက်မှာတော်တော်လေးထူးခြားမှုရှိသလိုဒါကကျွန်တော်အလုံးစိတ်ဝင်စားတဲ့အချက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါက်ကြားတဲ့အထက်မှာဒီရန်ကုန်တမြို့လုံးနှံတက်ဆင်ထားတဲ့ဒီ CCTV မှတ်တမ်းတွေအဲ့အဲ့နေရာတွေဒါတွေ့ရှိရတယ်ပေါ့နော်ပြီးရင်ဒီမျိုးရပေါက်ကြားအဖွဲ့တွေကိုနှိတ်ကုပ်ဖို့အတွက်အသေးအတန်စူးစမ်းခဲ့တဲ့စစ်ကောင်စီရဲ့ဌာနတွင်းအချက်အလက်တွေလည်းပါဝင်တာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးပေါ့နော်ဒါကိုကြည့်ချင်းအဖြစ်လဲဒီစစ်ကောင်စီကဒီမျိုးပြပြောက်ကြအဖွဲတွေကိုပြောရင် UG ဖွဲ့တွေပေါ့နော်ဒီအဖွဲတွေကိုဘလောက်ထိကြောက်လန့်တုံလုံးခဲ့သလဲပြီးတော့ဒီမျိုးပြပြောက်ကြအဖွဲတွေကသူတို့ကိုဘလောက်တောင်မှဒုက္ခပေးနိုင်တဲ့အဖွဲတွေဖြစ်သလဲဆိုတဲ့ဟာကိုဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါကွင်းကွက်ကွက်မြင်တွေ့ရတယ်ပေါ့နော်အဓိကတော့ ဒီလှုပ်ရှားမှုတွေအကုန်လုံးကိုဒါမှတ်တမ်းယူပြီးတော့စောင့်ကြည့်ရတဲ့အနေအထားမျိုးနဲ့အဲ့လောက်ထိကိုတုံလုံးခြောက်ခြားခဲ့တဲ့ဟာမျိုးဖြစ်တယ်။အဲဒီ UG ဖွဲ့တွေမျိုးရပြောက်ကြအဖွဲ့တွေပို့ပြီးအင်အားကောင်းမယ်ဟဲ့ဆိုရင်စစ်ကောင်စီဘလောက်တောင်မှချီချမ်းလိမ့်မလဲဆိုတဲ့ဟာကိုတွေးမိသေးတယ်ပေါ့နော်။ဒါမဲ့လည်းအဲ့လိုအချက်လက်တွေကအခုတလိုင်းတပ်ဖွဲ့တွေစီဒါခုနလိုဒါအဲကမ္ဘာသတင်းစာမျက်နှာစီပေါက်ကြားလာတဲ့ခါကျတော့စစ်ကောင်စီရဲ့ ရထောက်လန်းရေးပြီးရင်လုံကြုံရေးပေါ့နော်အဲဒီဟာတွေကဘလောက်အဆင့်တန်းဒီဖြစ်စင်မှာတော့ပေါ့နော်ဘလောက်တိအဆင့်တန်းနှိမ့်ချသွားပြီလဲဆိုတဲ့ဟာကိုလည်းဒါသိတာစီတယ်ဗျအဲ့တော့ဒီ power five five ကပေါ့နော်ပြောရရင်ဒီ side offer ကနေပေါက်ကြားခဲ့တာဖြစ်ပြီးတော့တဲ့ဒီ agency သတင်းဌာနစီကိုမရောက်ခင်ကတည်းကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေစီကိုအရင်ရောက်နှင်းခဲ့တာဖြစ်တယ်ဆိုပြီးသိရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကြိုတင်ပေါက်ကြားမှုကြောင့်မလို့ဒါစစ်ကောင်စီရဲ့ဒါ side offer အဖွဲ့ကိုတံပြန်ထောက်လန်းနိုင်ခဲ့ပြီးတော့ဒါ side offer ကဘုံမှုဘုံမှုရဲ့သူရဲ့နောက်ထပ်တက်ချက်ကြီးတအူးပေါ့နော် အဲပြီးရင်ဒါသူတို့နဲ့အတူတူပါလာတဲ့ဒါနှစ်ယောက်ပေါ့နော်အဲဥစ္စာကိုဒါရှင်းလင်းနိုင်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တယ်အဲ့ဒါပြန်ပြောမယ်ဆိုရင်ဒါရန်ကုန်မန်းလေးအမြန်လမ်းမှာဒါစစ်ကောင်စီရဲ့စစ်ကြောရေးတာဝန်ခံပေါ့နော်ဗိုလ်မှူးတအူးနဲ့ဒါတက်ချက်ကြီးတအူးပြီးရင်သူတို့နဲ့အတူလိုက်ပါလာတဲ့အဖွဲ့တွေကိုဒါပဲခူး region PDF ကဒါပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့ဖြစ်စဉ်2023ခုနှစ်ဇန်နဝါရီလတုန်းကဒါဖြစ်ခဲ့တာရှိတယ်ပေါ့နော်လုံနိုင်ခဲ့တာရှိတယ်အကောင့်ထဲပုံနိုင်ခဲ့တာရှိတယ်အဲ့တော့ဒါဆာဖိုင်ရဲ့ဒါမျိုးပြပြောက်ကြအဖွဲ့တွေကိုအယောင်ဆောင်ဖော်ထုတ်ဖန်းစီမဲ့ ဒီအစီအမံပေါ့နော်အဲဥစ္စာကိုကြိုတင်သိရှိခဲ့ပြီးတော့ဒါဇန်နဝါရီ22ရက်နေ့နေ့လယ်ပိုင်းမှာရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်း161အနီးမှာရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ဖြစ်တဲ့ခုနဗိုလ်မှူးတန်းထွတ်တက်ချက်ကြီးမြင့်အောင်တက်တက်ချက်ကြီးမြင့်အောင်အပြင်သူတို့နဲ့အတူပါလာတဲ့သူတွေနှစ်ဦးပေါ့နော်အဲဥစ္စာကိုဒါအယောင်ဆောင်လှည့်ပြခေါ်ဆောင်ခဲ့ပြီးတော့တောင်ကူခရိုင် PDF တရင်3939တရက်ဒါပြီးရင်ပူပေါင်းတပ်ဖွဲ့တွေကအာပြစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ ဒါလည်းပတ်သက်လို့သိရတယ်ပေါ့နော်အဲ့တော့ဒါကတကယ်ကိုထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဒီဒီပုံမှုတွေအကြောင်းမပြောခင်ပါဘောနော်ဒီအချက်လက်တွေကဘယ်လောက်ထိကျွန်တော်တို့အတွက်အရေးပါခဲ့သလဲပြီးတော့ပြန်ပြီးတော့တံပြန်ထောက်လိုင်းနိုင်တဲ့အဆင့်ထိကျွန်တော်တို့တပ်ဖွဲ့တွေဘယ်လိုတောင်လှုပ်ဆောင်ခဲ့သလဲဆိုတဲ့အကြောင်းတွေကပို့ပြီးတော့ဒါစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒရင်ချက်လက်ကြိုတင်ပြီးတော့ရယူနိုင်ဖို့အတွက်ကကျွန်တော်တို့ဒေါ်လန်ရေးမှာပေါ့နော်ဘယ်ဘက်ကနိုင်မလဲဆိုတဲ့ဟာကိုအဓိကဆုံးဖြတ်ပေးတဲ့ကဏ္ဍတစ်ခုလည်းပါတယ်။အဲ့ဒါကြောင့်ဆိုတာဒါစစ်ကြောင်းတစ်ချောင်းစစ်ကြောင်းထိုးမယ်။တက်ကောင်စီကစစ်ကြောင်းထိုးမယ်။ ဘယ်နှစ်ဘယ်ရက်ဘယ်ချိန်မှာထိုးမယ်ဘယ်လမ်းကနေထိုးမယ်အင်အားဘယ်လောက်ပါမယ်အဲ့လိုပုံစံမျိုးပေါ့ဗျာအဲ့ဒီတရင်အချက်လက်ကိုကျွန်တော်တပ်ဖွဲ့တွေကကြိုတင်ပြီးတော့ဒါတရင်လက်ဦးမှုရယူနိုင်တယ်ဆိုတဲ့ခါကျရင်ဘာတွေလုပ်လို့ရမလဲအဲ့ဒီစစ်ကြောင်းလာမဲ့လမ်းမှာစောင့်ကြည့်ပြီးတော့မိုင်းဆွဲတိုက်ခိုက်တာမျိုးတွေစောင့်ကြည့်ပြီးတော့ပစ်ခတ်ချင်မုံတိုက်ခိုက်တာမျိုးတွေအဲဒါမျိုးပုံစံမျိုးတွေပေါ့နော်အများကြီးပဲလှုပ်ဆောင်လို့ရတာရှိတယ်ဒါလို့ဆိုတော့သူတို့ဒီလမ်းကနေပြီးတော့ဒီအင်အားနဲ့ဒီနေ့ဒီရက်မှာလာမယ်ဆိုတဲ့တရင်ကိုကျွန်တော်တို့ကကြိုရခဲ့လို့ပေါ့နော်အဲ့တော့အခုလဲအဲ့လိုပဲစစ်ကောင်စီက တော်လိုင်းတပ်ဖွဲ့တွေမျိုးပြပြောက်ကြအဖွဲ့တွေကိုအသွင်ယူပြီးတော့အယောင်ဆောင်ဖမ်းဆီးမဲ့တဲ့ရင်အချက်လက်မျိုးတွေကိုကျွန်တော်တို့တပ်ဖွဲ့တွေကကြိုတင်ပြီးတော့ရရှိခဲ့တဲ့အတွက်စစ်ကောင်စီအခုလိုမျိုးပြန်ပြီးတော့တံပြန်ထောက်လန်းခံရပြီးတော့ခန်းစားသွားရတယ်။ဟာဒါတကယ်မိုက်တယ်ပေါ့နော်။ပြီးတော့အဲ့ဘုံမှုတန်းထွက်ဆိုတဲ့လူကဘယ်လောက်ထိအရေးပါခဲ့သလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဆက်ပြောကြမယ်။အဲသူကတော့ဒါအမှတ်၁စစ်ဘက်ရဲ့လုံခြုံရေးအကူတပ်ပေါ့နော်။ဒါစစ်ကြောရေးကဌာနမှုဖြစ်တယ်။ပြီးရင်သူနဲ့အတူလာခဲ့တဲ့တက်ကြွချင်းမြင့်အောင်ပေါ့နော်။အဲအဲ့အဲ့နှစ်ယောက်လုံးကအဲ့ဖြစ်စင်ပါပဲ။ နေရပါတယ်ပွဲချင်းပြီးပြီးသွားတယ်ဗောနော်အဲ့ထွက်ပြေးသလားဘာလားတော့မသိဘူးပေါ့နော်ထွက်ပြေးလို့ပြက်ခတ်ရှင်းလေးဒါမျိုးပုံစံမျိုးတွေတာဖြစ်သွားလားဆိုတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့အခုလိုမျိုးဒါကိစ္စတုံးသွားတယ်ပေါ့နော်အဲ့တော့ဒီဘုံမတ်ထွက်ဆိုတာကစစ်တပ်တို့အပတ်စဉ်50ခွန်ကဖြစ်ပြီးတော့ဒါဆရာကတစ်လို့ခေါ်တဲ့အမှတ်၁စစ်ပဲရလုံချွင်အကူတက်ကဒါရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မျိုးရပြောက်ကြတော်လိုင်းသမားတွေကိုအသွင်ယူဖမ်းဆီးရမှာဥဆောင်ဖို့အတွက်တာဝန်ပေးထားခံရတဲ့သူဖြစ်တယ် ဲ့တော့အကောင်ကြီးကြီးလို့ပြောလို့ရတယ်ပြီးရင်တကယ်ကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့အတွက်အန်ရရှိတဲ့သူပေါ့နော်အဲပြီးရင်ဒါသူတို့ဘက်ကိုဒီလိုမျိုးတယောက်လောက်လာလောက်ခိုက်လောက်ခဲလိုက်နိုင်တာပေါ့နော်အရန်ကိုအထိနာစေခဲ့တဲ့သူတယောက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးရှင်းလင်းနိုင်ခဲ့တဲ့ဖြစ်စဉ်ကြောင့်မလို့ဒါဒီသတင်းပေါက်ကြားမှုပါပေါ့နော်သူတို့ရဲ့ဒါရွှေပြောင်းသွားလာမှုနဲ့ပတ်သက်လို့သတင်းပေါက်ကြားခဲ့တဲ့အတွက်အဲ့ဒီမှာရှိတဲ့ဒီစာကတစ်ကပေါ့နော်ဒီအရာရှိတွေစစ်သားအချို့ကိုဒါတာဝန်ရှိတယ်ဆိုပြီးတော့အေးအေးယူဒါခံခဲ့ရတာလည်းရှိတယ်ပေါ့နော်အဓိကတော့ ီဖြစ်စဉ်ဖြစ်သွားတယ်ဖြစ်သွားပြီးတော့အဲ့နှစ်ယောက်နေရာမှာနေတည်တယ်တခြားသူတွေတည်တယ်ဒါဒါကဒါတည်သွားတယ်ချက်ချင်းလက်ငင်းကိစ္စတုံးသွားတဲ့ဟာပေါ့နော်အဲ့တော့အဲ့ဖြစ်စဉ်နဲ့ပေါက်ပတ်သက်လို့ပေါက်ကြားလို့ဆိုပြီးတော့ထပ်ပြီးတော့ရေးယူခံရလို့ပြုံးတီးသွားတဲ့အင်အားတွေလည်းရှိသေးတယ်အဲ့တော့အတွင်းထဲမှာကိုပဲသူတို့ချင်းချင်းပတ်လေရိုက်ပြီးတော့ရေးယူလို့အချုပ်တွေရောက်နေတဲ့အဖွဲ့လည်းအများကြီးရှိတယ်စစ်ကြောရေးမှာဒါရောက်နေတဲ့အဖွဲ့လည်းအများကြီးရှိတယ်သူတို့ချင်းချင်းပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်ထားနိုင်ခဲ့တယ်အဲ့တော့အသွင်ယူပြီးဖန်းစည်းတာတွေထောက်လန်းတာတွေက ဘလောက်ထိကျွန်တော်တော်လိုင်းတက်ဖွဲ့အတွက်ခက်ခဲခဲ့သလဲဆိုတာအများကြီးခက်ခဲခဲ့တာကျွန်တော်မျိုးပြယူကြီးအဖွဲ့တွေကပို့ပြီးတော့ခက်ခဲခဲ့တာပေါ့နော်ဘာလို့လဲဆိုတော့မျိုးပေါ်မှာနေရတယ်ဗျာဒီတက်ဖွဲ့တွေကပေါ်ပေါ်တင်တင်လဲသွားလာလှုပ်ရှားလို့မရဘူးပေါ့နော်နောက်တစ်ခုကဒီတော်လိုင်းအလုပ်တွေကိုလှုပ်ဖို့အတွက်ပေါ့နော်သူကဒီတော်လိုင်းအလုပ်တွေကြီးပဲလုပ်နေလို့လည်းမဖြစ်ပြန်ဘူးဘာဖြစ်လို့လဲဆိုတော့နေ့စဉ်ရှင်သန်ရက်ဒီရက်အတွက်မျိုးပြရဲ့လူနေမှုဇရိတ်ပေါ့နော်ဒါတွေကအများကြီးစကားပြောတော့ဒီတက်ဖွဲ့တွေက အတမွေးဝမ်းကြောင်းအတွက်လည်းလှုပ်ရတာပဲအလုတ်ကလည်းလှုပ်ရတယ်ဒေါ်လိုင်းရင်တက်ဖွဲ့နေပတ်သက်လို့ဒေါ်လိုင်းနေပတ်သက်လို့လည်းသူတို့တွေနေစင်းနဲ့မြဆုံစမ်းထောက်လန်းအကောင့်ထဲပို့ရတယ်လေတောက်လျှောက်လှုပ်ရအဲ့တော့ရှင်သန်ရက်တည်းအတွက်လည်းလှုပ်ရသလိုဒေါ်လိုင်းအတွက်လည်းလှုပ်ရတယ်ပြစ်ဘာဘာပူပြီးတော့ထူကြလဲဆိုတော့ရန်သူနဲ့မျက်နှာချင်းဆိုင်ရှိရန်သူနဲ့မျက်နှာချင်းနီနီကပ်ကပ်ပါဗျာသူတို့နေတဲ့နေရာတွေကိုအဲစင်းလာစစ်တာတွေဘာတွေရဆိုသူတို့မှရန်သူနဲ့မျက်နှာချင်းဆိုင်ညနေချင်းတိုင်းဒါမျိုးပုံစံမျိုးကြားတဲ့ကသူတို့ရှင်သန်ရက်တည်ခဲ့ရတာဖြစ်တဲ့အတွက်အယံခက်ခဲကြတယ်ဗောနော်အဲ့တော့အဲ့လိုအနေထားမှာတခုခုဆိုတာ ਨੇ ကျောင်းလန်တကြားနေရတယ်ဗျာကျောင်းလန်တကြားလုံးဝတန်တရားတွေနဲ့နေရတယ်ဗောနော်အာလမ်းထဲကဒါဖြောက်ဖောက်လိုက်တဲ့အတန်ကြားတာပဲဖြစ်ဖြစ်ကို့အခန်းထဲကနေပြီးတော့ကို့အိမ်ဘုံကနေပြီးတော့ဘာလို့လို့လောက်အောင်မသိဘူးဘယ်ပြေပုံလုံးပုံမှန်မသိဘူးအဲ့လိုပုံစံမျိုးတွေဖြစ်ခဲ့ကြတယ်ပြောပြပြောကြအဖွဲတွေကအများကြီးရှိရဗောနော်အာပြီးတော့စစ်ကောင်စီကဒီအသွင်ယူပြီးတော့ဖမ်းဆီးတဲ့ကိစ္စတွေကြောင့်မလို့ကျွန်တော်တပ်ဖွဲ့တွေပြိုကွဲသွားတဲ့အထိလည်းဖြစ်ခဲ့ပူလာတယ်ရှိတယ်အဲ့လိုမျိုးအသွင်ယူပြီးဖမ်းဆီးတဲ့အတွက်ဗောနော်တပ်ဖွဲ့တစ်ခုလုံးနှီးပါဖမ်းခံလိုက်ရတဲ့ဟာတွေလည်းရှိတယ်အဲနောက်တစ်ခုက အဲသူကဘယ်လိုလဲဆိုတော့ဂွင်းဆက်တွေလိုက်တာပေါ့ဒါကတော့ဒါတော်တော်များတော့ဒါတီးပြီးဖြစ်မှာပါတယောက်ဖမ်းမိတယ် idea ကိုသူကမင်းတို့ရဲ့ခေါင်းဆောင်ကိုဖမ်းပေးနိုင်တယ်ဒါမှမဟုတ်လည်းတခြားသူနှစ်ယောက်ကိုထပ်ပြီးတော့သတင်းပေးနိုင်တယ်ဖမ်းလို့ရအောင်ကူညီပေးနိုင်တယ်ဆိုရင်မင်းကိုရှော့ပေါ့မယ်ထောင်နဲ့ဒါထားပါတော့၁၀၁၀နှစ်ဆိုရင်၅နှစ်ရှော့ပေါ့လို့ရအောင်လုပ်ပေးမယ်ဒါမျိုးပုံစံမျိုးဒါထောင်လိုက်ရလုပ်တဲ့ပုံစံမျိုးပေါ့နော်အဲသဘောတူညီမှုယူပြီးတော့ အဘေးယူပုံစံမျိုးနဲ့နောက်တက်လူတွေလူတွေကိုဖမ်းလို့ရအောင်တပ်ဖွဲ့တွေကိုဖမ်းလို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ခဲ့တာကြီးကြောင့်မလို့အများကြီးထိခိုက်နစ်နာခဲ့ကြတာရှိတယ်ပေါ့နော်အဲပြီးတော့ဒီကျွန်တော်ခုနပြောလို့ပေါ့နော်ဒါအသွင်ယူထောက်လန့်မှုတွေကြောင့်မလို့အချင်းချင်းကြားထဲမှာတန်တရားတွေနဲ့ပြိုကွဲသွားတဲ့ဖွဲ့တွေလည်းရှိကြတယ် ဘာဖြစ်လို့လဲဆိုတော့ဒီ UG အဖွဲ့တွေကဟိုးရင်တုန်းကလိုမျိုးဒါစပြီးတော့ငယ်ပေါင်းကြီးဘောပုံစံမျိုးနဲ့တကယ်ချင်းနေစုပြီးလုပ်ခဲ့တဲ့ဟာတွေဟုတ်ရှင်မှာဟုတ်မယ်ပေါ့နော်အဲဒီလိုမျိုးဒါရွေချက်တူရီမန်ချက်တူပြီးတော့မှဒါဒီကာလာဤဒီချင်းနေရောက်တဲ့ခါကျမှစုပေါင်းပြီးတော့ဒီလုပ်တွေလုပ်ကြတဲ့ခါကျတော့တယောက်တစ်ယောက်မရင်းနှီးတာတွေရှိတယ်အကြောင်းမသိတာတွေရှိတယ်တယောက်တစ်ယောက်တန်တန်တရားရင်နဲ့ဆက်ဆံနေရတဲ့ပုံစံမျိုးတွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒီဟာကိုဒါစစ်ကောင်စီကလုံးဝအခွင့်အရေးယူပြီးတော့အခွင့်ကောင်းယူပြီးတော့ခုနလိုအသွင်ယူပြီးတော့ပြန်ပြီးတော့အဲစုံစမ်းထောက်လန်းတာတွေအနေနဲ့ပေးတာတွေ အဲပြီးဖန်းစီတာရေးယူဖို့အတွက်လောက်တာမျိုးတွေကြောင်းမလို့ပြုတ်ခွဲသွားကြတဲ့အဖွဲ့တွေလည်းရှိတယ်ဗောနော်အဲတော့ကြောင့်မျိုးပြပြောကြအဖွဲ့တွေကစစ်ကောင်စီအတွက်အရန်ကိုအထိနာတဲ့အလုပ်တွေကိုလုပ်နိုင်တာဆိုတာကဒီခုတော်ထဲမှာရှိနေတဲ့ PDF တပ်ဖွဲ့တွေတော်ထဲကနေမျိုးပေါ်ရောက်နေဖွဲ့လည်းရှိတာဗောနော်အဲကြောင့်အဲ့တပ်ဖွဲ့တွေအနေနဲ့ကစစ်ကြောင်းတစ်ခုလာတဲ့ဟေ့ဆိုရင်အဲ့စစ်ကြောင်းကိုအကြီးဆုံးဘယ်ကောင်လဲဟာကြလဲသိချင်သိမယ်သိချင်မှလည်းသိမယ် ဒါပေမဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ခြားကြတာရှိရပါတော့ခြားကြတယ်အဲ့တဲမှုဆိုတော့ကောင်တင်းလဲတင်းမယ်ဗျအဲ့စစ်ချောင်းထဲမှာပါလာတဲ့ထဲကပါတော့တင်းလဲတင်းမယ်လွင့်လဲလွင့်မယ်ဘယ်နှယောက်တင်းမယ်ဘယ်နှယောက်ဟိုပါဖြစ်မယ်ဆိုတော့မသိဘူးဘတ်တဲပုံစံမျိုးနဲ့ဟိုဘက်ဒီဘက်ကျုံကြတာပါတော့အဲ့လိုပုံစံမျိုးနဲ့တိုက်လို့ရတယ်ပါတော့ဒါပေမဲ့ဘဲကောင်းဘဲကောင်းရယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့တမျိုးနောက်နောက်တစ်ခုကဒါစနိုက်ပါနဲ့ပြစ်တယ်ဆိုရင်တော့လည်းတမျိုးပါတော့အကြီးဆုံးပိုင်းကိုရွေးပြီးချွေလို့ရတယ်။ဒါကတခုနကလိုမျိုးပြပြောက်ကြအဖွဲတွေကကြအရေးကြီးတဲ့ကောင်ကိုလိုက်ရှာဒီကောင်ကမပါလို့တဲ့ကောင်လဲ။ ဒီကောင်ဒလိုင်းတက်ဖွဲ့တွေကိုဘလို့လိုမျိုးပေါ့နော်ထိကြိုက်နေတာကိုလုံးတဲ့ကောင်လဲပြီးရင်ဒီကောင်ကစစ်ကောင်စီအတွက်ကိုဘလို့မျိုးအရေးပါလဲကောင်လဲအဲ့လိုမျိုးတေချာစုံစမ်းထောက်လမ်းပြီးတေချာပါလဲဆိုတဲ့ချိန်ကျမှအပီဖြုတ်လာအဲ့တော့ကျတော့စစ်ကောင်စီအတွက်ကိုအယံထိတာပြင်းခံလိုက်ရပြီဟဲ့ဆိုတဲ့ခါကျရင်သူတို့ရဲ့အဓိကလူတွေဖြစ်နေတတ်တယ်အဲ့အဲ့လိုမျိုးဆိုတော့ဒီ UG အဖွဲ့တွေကိုစစ်ကောင်စီကအယံတုံ့လောက်ကြောက်ရွံ့နေဒါကြောင့်မလို့လဲသူက ဒါတနိုင်အဲတမျိုးလုံးအနှံ့ပေါ့နော် CCTV ဒါတက်ပြီးတော့တပ်ဖွဲ့တွေကိုထောက်လန်းတဲ့ပုံစံမျိုးတွေလုပ်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ခုနလိုမျိုးပေါ့နော်ဒါဗိုလ်မှူးနဲ့တရက်ကြီးကိုရှင်းလင်းနိုင်ခဲ့တယ်ဆိုတော့ဖြစ်စဉ်အဲ့ဖြစ်စဉ်ဆိုလဲဒါပြန်ပြန်ထောက်လန်းတဲ့ပုံစံမျိုးနဲ့တပ်ဖွဲ့တွေကလုံနိုင်ခဲ့တာအကောင်းဆုံးအကောင်းတွေဖော်နိုင်ခဲ့တာဖြစ်တယ်အဲ့တော့သတင်းအချက်အလက်ကအရင်ရေးကြည့်တယ်ပြီးတော့ရန်သူရဲ့အစီအမံကိုကြိုတင်သိရှိအောင်လုပ်နိုင်ခဲ့တာကလည်းအရင်ရေးကြည့်တယ်အခုဆိုရင်စစ်ကောင်စီဘက်ကဘာတွေပြောနေတယ်လဲဘာတွေတန်ထွက်နေလဲဆိုတော့လုံးဝပေါ့နော်တော်လိုင်းကာလအစကနေဒီနေ့ဒီချိန်ထိပေါ့နော် စစ်ကောင်စီဘက်မှာတကယ့်ကိုဒါတော်လိုင်းအတွက်ဖျဲသီးကြီးလုပ်ပေးထားတဲ့တကယ့်အကြီးကြီးကိုသူတို့ဖော်ထုတ်မိထားပြီဆိုတဲ့ပုံစံမျိုးနဲ့သတင်းတွေထွက်နေရလည်းရှိတယ်ပေါ့နော်အဲကြတော့ကျွန်တော်ဆက်ပြီးတော့နားဆင်ကြတာပေါ့လေနော်အဲပြီးတော့ဒီခုနကဒီဗိုလ်မှူးတန်းထွတ်အခုလိုမျိုးဒါပြစ်တက်မခံရခင်ရပိုင်းလိုမှာလည်းအမတ်တက်တမတော်စစ်ဘက်ရေးရလုံကျွေးအကူတက်ပေါ့နော်အဲဆိုခုနကဆာဆာယာကတက်ပေါ့နော်အဲဥစ္စာကဒီသူ့ရဲ့ဒီရန်ကုန်မြို့တွင်းအသွင်ယူဆောင်ရွက်နေတဲ့ ဒီအခြေအနေတွေကိုဖော်ပြထားတဲ့စည်ရင်းစရားတွေအချက်လက်တွေအဲ့ဒါတွေအကုန်လုံးကလူမှုကွန်ရက်ပေါ်မှာပြန်လည်ခဲ့ပါသေးတယ်အဲ့တော့ဒီဟာတွေအကုန်လုံးသိအောင်ကဒါကျွန်တော်အခုလိုမျိုးပြန်ပြီးတော့ပြောပြပေးရဲဆိုတာရှေ့ကအကြောင်းအရာတွေလည်းတည်သွားအောင်လို့ပြောပြပေးရပါတော့။အဲ့တော့အဲ့လိုမျိုးဖြစ်စဉ်မျိုးတွေကဒီတစ်ခုတည်းတွေမဟုတ်နောက်ထပ်လည်းအများကြီးရှိနိုင်နေပါတော့။ရှိလဲရှိခဲ့လောက်ရှိခဲ့လိမ့်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီလိုမျိုးဒါတော့ပါတော့အကြီးပိုင်းတွေကိုအနီးကပ် ပြင်းနိုင်ခဲ့တဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ်ဗောနော်အဲ့တော့ဒီအကြောင်းအရာနဲ့ဒီအချက်လက်တွေနဲ့ဆက်ဆံမှုရှိမရှိဆိုတဲ့ဟာတော့ဒါမပြောတတ်ဘူးဗောနော်ဒါပေမဲ့ရှိလဲရှိခဲ့နိုင်တယ်နောက်ထပ်လဲရှိလာနိုင်ခြင်းရှိတယ်ဗောနော်အဲ့တော့တရေအချက်လက်ကြွတင်ရရှိတဲ့အတွက်ကြောင့်ဒါအောင်မြင်မှုတွေအများကြီးရရှိခဲ့တယ်လို့လည်းဒါပြောရမှာဖြစ်တယ် ဆက်ပြောရမယ်ဆိုရင်ဒါအဂျာစီယာတည်င်းဌာနမှာဒါဖော်ပြခဲ့တဲ့အထက်မှာဒီစစ်ကြောရေးစခန်းတွေမှာဒါမကပါနော်တရင်ယုံရှိမှာတင်ဒါပြည်သူနှစ်ဦးကိုတန်ကျိုးနဲ့မတင်ချင်းရိုက်နှက်တက်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေရဲ့ရုတ်တံဖိုင်လဲပါဝင်နေပါတော့အဲ့ဒီဖိုင်ကိုဒါအဲ့ဒီတက်မှာတာဝန်ကျပြီးတော့အခုအလင်းဝင်လာတဲ့စစ်ကောင်စီစစ်သားတအူးကဒီအဂျာစီယာတည်င်းဌာနစီကိုပေးပို့ခဲ့တာဖြစ်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ ဒီစစ်ကောင်စီရဲ့အတွင်းကြကြရုပ်မာတဲ့ဟာတွေကိုအနီးကပ်မြင်တွေ့ခဲ့ရတဲ့သူတွေကပေါ့နော်အခုလိုမျိုးဘကူးပြောင်းလာတာတွေအလင်းဝင်လာတာတွေစီဒီယံလှုပ်လာတာတွေဒီလိုမျိုးတွေမှာပါဝင်လာတဲ့အခါကျတော့အဲ့အချက်လက်တွေလောကတက်တည်တွေပေါ့နော်ဒီဥစ္စာတွေကိုဒါကဘာကတိအောင်ပြန်ပြီးတော့ဖျက်ဝင်ပေးနိုင်တဲ့အနေအထားမျိုးတွေဖြစ်လာတယ်အဲ့တော့ဒါကလည်းဒါကောင်းမွန်တဲ့အချက်တစ်ခုဖြစ်တယ်ပြောစစ်ကောင်စီကဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်လို့အဲအယံဖုံးကွယ်တာပေါ့နော်အယံဖုံးကွယ်ခဲ့တာဖြစ်တယ်ကျွန်တော်တို့ဖြစ်စဉ်တွေရှိတယ်ဗျ ဖြစ်စဉ်တွေရှိတယ်ကျွန်တော်လည်းအဲ့လိုမျိုးဒါပြောရတာပြောခွင့်ရခဲ့တာရှိတယ်အထဲတက်ကနေပြီးပြောနေရတာပြောနေတဲ့အခုချိန်ထိပြောနေတဲ့ဟာလည်းရှိကြတယ်ဒါပေမဲ့အဲ့မှာတက်တည်အချက်လက်နဲ့ပတ်သက်တဲ့ဟာကြရင်အယံခက်ခဲတာပေါ့နော်သူတို့ဖြစ်စဉ်တစ်ခုပြောပြထားပါတော့ဒီဒေတာကန်တွေကိုတက်ပလိုက်တယ်ဒေတာကန်တွေလည်းကနေဖန်ဆီးလာတယ်ပြီးတာနဲ့ဒါညရောက်တော့တဲရေးဖို့ရေးကိုခေါ်တယ်အဲပြီးတာနဲ့အဲ့နှစ်ယောက်ကိုသွားရှင်းဆိုပြီးတော့တဲမှုကခိုင်းလိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးခိုင်းတဲ့အခါမှာဘယ်လိုပုံစံမျိုးခိုင်းနေဆိုတဲ့ဟာရောကျွန်တော်တို့ဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်သိဒါပေမဲ့ကျွန်တော်မှတက်တည်ပြရစရာမရှိဘူး အပြောပြတဲ့သူကလည်းအတွင်းထဲမှာပေါ့နော်အဲ့လိုပုံစံမျိုးတွေဆိုတော့ကြတော့တက်တင်နဲ့ပတ်သက်ရင်အရင်ကြီးကြီးဒါပေမဲ့လည်းအခုအဲ့ဒီနေရာတွေမှာအနီးကပ်တွေ့မြင်ခဲ့ရတဲ့သူတွေကအစဒီဘက်ကိုကူးပြောင်းလာတဲ့အခါမှာပုံစံမျိုးစုံနဲ့ပေါ့နော်ဒီဘက်ကိုရောက်လာတဲ့အခါမှာဒီအချက်လက်တွေကအစဒါကျွန်တော်တို့သိခွင့်ရတယ်ပြီးရင်ကျွန်တော်တို့တွေမကကဘာကပါသိခွင့်ရအောင်လုပ်နိုင်ခဲ့တယ်ပေါ့နော်အဖန်စီရမိတယ်ဒါတုံမန်းနေစီကနေလဲဒါစစ်ကောင်စီကကျူးလွန်ထားတဲ့အကြမ်းဖက်မှုတွေစစ်ရာဇဝဲမှုတွေဒါတွေနဲ့ပတ်သက်တဲ့တက်တဲ့အချက်လက်တွေလည်းရရှိနိုင်တယ်ဆိုတဲ့ဟာလဲဒါတွေ့ရတယ်ပေါ့နော် နောက်ထပ်ရုံးတန်တစ်ခုမှာတော့ဒါမတရားစစ်မှုတန်းခေါ်ခံရတဲ့ဒါလူငယ်တအူးကစစ်မှုတန်းတင်တန်းတက်နေစဉ်ပေါ့နော်အဲရှေ့တန်းလွတ်တဲ့အချိန်မှာခိုးရိုက်ထားတဲ့ရုံးတန်တွေလည်းပါဝင်တာတွေ့ရတယ်စစ်ကောင်စီဘက်ကသူတို့ရဲ့အကြီးကျယ်ဒီစစ်ရှုံးနေတဲ့ဟာကိုပေါ့နော်ကုစားဖို့အတွက်ဒီစစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေကြီးကိုအတင်းကျပ်ထုတ်ပြန်ပြီးတော့လူငယ်တွေနဲ့ဒါလူငယ်တွေကိုစတဲ့နေတာတွေအတွက်ဒီဥစ္စာကတကယ်ကိုကောင်းမွန်တဲ့တက်တည်တစ်ခုတကယ်တမ်းပြောရရင်ဗျဒီဖြစ်ပျက်တွေပေါ့နော်ဒီဥစ္စာတွေကကျွန်တော်တို့တောက်လျှောက်ပြောနေတာပဲ အလေးဝင်လာတဲ့ပါစတွေကလည်းတောက်လျှောက်ပြောနေတာပဲကျွန်တော်တွေ့တယ်အဲပါစတွေနဲ့တွေ့ပြီးတော့ interview တွေလည်းလုပ်ခဲ့တာပဲပေါ့နော်ကျွန်တော်ပြောနေတဲ့အသံနဲ့ခုနလိုသတင်းမီဒီယာအကြီးကြီးတွေကပြောတဲ့အသံနဲ့ကျတော့တိတ်တော့လည်းမတူဘူးပေါ့လေနော်သူတို့ကပို့ပြီးတော့ထိရောက်တာပေါ့ကမ္ဘာစာမျက်နှာပေါ်မှာပို့ပြီးတော့ပြန့်ထန်အောင်လုပ်နိုင်တာပေါ့လေနော်အဲဒီပါစတွေနဲ့ပတ်သက်တဲ့ဟာဒီလိုမျိုးတွေဖြစ်နေပါတယ်ဒီလိုစုဆောင်းခံရပါတယ်မိဘတွေကိုပြဿနာရှာနေပါတယ်ဒီအဖွဲ့တွေကဘလုံရုပ်ပုံစံမျိုးနဲ့ဖမ်းမိလာပါတယ်ဘက်တက်ကနေပြီးတော့ထွက်ပြေးလာပါဒါရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့အများကြီးအများကြီးအများကြီးပဲဒီနေ့ဒီချိန်ဒီပါစကနေစလာပြီးတော့အခု ီနေ့ဒီချိန်အထိကိုကျွန်တော်ပြောခဲ့ကြတာအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့လုံနိုင်တဲ့ဟာထက်ပို့ပြီးတော့လုံနိုင်တဲ့စီရောက်သွားတော့အခုလိုမျိုးထိရောက်တဲ့ကိစ္စတွေဖြစ်လာတယ်ပေါ့နော်အဲကြတော့ဒီထွက်ပြေးလွတ်မြောက်လာတဲ့ပါစတွေကလည်းအဓိကတက်သေးတွေဖြစ်လာစေလိမ့်မယ်ပေါ့နော်ဒီအခုလိုမျိုးဒါဗီဒီယိုမှတ်တမ်းတွေကလည်းကောင်းမွန်တဲ့တက်သေးချက်လက်တွေဖြစ်လာစေတယ်ဒါပြင်ဒီစစ်ကောင်စီကပေါ့နော် ဒီတရုတ်နဲ့ရုရှားဒီဟာနဲ့ပတ်သက်လို့လည်းပြောသွားရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီတရုတ်တရုတ်နဲ့ရုရှားစီကနေပြီးတော့လက်နက်တွေရရှိနေပြီးတော့ရုရှားကတော့အခုယူကရိန်းနဲ့စစ်ပွဲနဲ့တင်တော်တော်လေးလုံးမန်းနေရတာဖြစ်တဲ့အတွက်ပေါ့နော် လက်ရှိမှာတရုတ်ကစစ်ကောင်စီအတွက်အဓိကထောက်ပို့တဲ့သူဖြစ်ကြောင်းကိုလည်းဒါဖော်ပြထားတွေ့ရတယ်။ဒါနဲ့တကယ်ပဲပေါ့နော်ဒီ1027စစ်စစ်ရေးမှာကလည်းကတရုတ်ကစစ်ကောင်စီဘက်ကိုဒရုန်းပါဝင်ဒါနီးပညာတွေလက်နက်တွေခဲယမ်းနေပေါ့နော်။တချို့တိုက်ပွဲတွေမှာတင်းစီရမိတဲ့လက်နက်ခဲယမ်းပုံးတွေမှာကြီးလိုက်မယ်ဆိုရင်တရုတ်ကုမ္ပဏီကထုတ်တဲ့ဒါပစ္စည်းပစ္စည်းတွေအများကြီးပဲတွေ့ရလိမ့်မယ်ပေါ့နော်။အားကြအဲ့လိုမျိုးပေါ်ပေါ်တည်တည်ပုံစံမျိုးတွေကမသိမသာပုံစံမျိုးတွေကမသိအောင်ပုံစံမျိုးတွေကပေးပို့ထားတာကတော့တရုတ်စီကနေအများဆုံးရတယ်လို့ဒါပြောရမှာဖြစ်တယ်။ နောက်တစ်ခုကအဲ့လိုမျိုးစမ်းသက်တဲ့အလုပ်တွေကအစပေါ့နော်စစ်ကောင်စီကိုပေးပြီးတော့စမ်းသက်ခိုင်းတဲ့ဟာမျိုးတွေဒါမျိုးတွေကစားလှုပ်ဆောင်နေတယ်ဆိုပြီးတော့လည်းဒါပေါ်ပြထားတာတွေသိရှိရတယ်ပေါ့နော်အဲ့တော့အလကားပြီးခဲ့တဲ့ဓာတ်တွေရှိတယ်ဆိုပြီးတော့သိရတယ်အာစစ်ကောင်စီတွက်ကိုပေါ့နော်ဒါသေုပ်ကတော်တော်လေးကိုထောက်ပံ့ပေးထားတဲ့အနေထားပေါ့နော်ဒါကြောင့်လည်းဒါစစ်ကောင်စီကဒီ Y12 Y8 ဒီလိုလေရင်တွေပေါ့နော်အဲ့လေရင်တွေကိုအသုံးပြုပြီးတော့ဒါပြည်သူတွေပေါ်မှာဒါဘုံကျဲတာပေါ့နော် ပြမှတ်တိကျဖို့ထက်ဒီအရသာပြည်သူပေါ်ကိုဘုံကျဲရရင်ပြီးရောဆိုတဲ့ရည်ရချက်နဲ့ခုန PPC ပိုက်တယ် အိုက်ပိုက်တွေကိုဒါပုံစံတစ်ခုပန်တီးပြီးတော့ဒီရှော့ချလို့ရအောင်မြောင်းပေါက်တဲ့ဘွဲလှုပ်ပြီးတော့ပေါ့နော်လေရင်ဘွားနဲ့ဘုံသီးကိုတလုံးချင်းရှော့ချပြီးတော့ပြစ်ချနေတဲ့အနေထားမျိုးနဲ့ပြည်သူနဲ့ဒါဒေါ်လိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်ပါအဲ့မှတ်တမ်းတွေလည်းပါဝင်လာတာတွေ့ပြီးအဲ့ဒီမှတ်တမ်းတွေကကျွန်တော်တို့လုံခဲ့တဲ့တစ်နှစ်ကျော်လောက်ကနေကပေါ့နော်ဒီ wine wine တွဲတွေစသုံးပါပြီဆိုတဲ့ကလုံခဲ့တဲ့တစ်နှစ်နဲ့ထားပါတော့ပေါ့နော် wine တွဲတွေစသုံးပါပြီဆိုတဲ့ကကျွန်တော်အဲ့အချက်လည်းရအဲ့တပ်ဖွဲ့မှတ်တမ်းတွေလည်းရကျွန်တော်ပြောခဲ့ကြရလည်းရှိတယ်ပေါ့နော် ဖော်ပြခဲ့ကြရလဲရှိကြအဲဒါပေမဲ့အဲ့ဒီဟာကအခုဒီကမ္ဘာသတင်းဒီဌာနဘောရောက်သွားပြီဆိုတဲ့ခါကျမှသာလူစိတ်ဝင်စားမှုအများဆုံးခံရတယ်ပေါ့နော်အဲ့တော့ကျတော့ကျွန်တော်တို့တွေပို့တိုးပြီးတော့လောရလိမ့်မယ်ဆိုတဲ့ဟာမျိုးလည်းတွေးမိလာတယ်ပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဟာဒီဟာရင်းပတ်သက်လို့ငါတို့တောက်လျှောက်ပြောနေတာပဲဒါပေမဲ့အဲ့နေရာကိုရောက်သွားမှာပဲဒါကဘာကပို့ပြီးတော့တည်လာပါလားဆိုတဲ့ဟာမျိုးဒါကြောင့်မလို့ကျွန်တော်တို့စီမှာလည်းအမြဲတမ်းလာပြောကြတယ်ကျွန်တော်တို့ပြောတဲ့အကြောင်းအရာတွေက အဲဒီကဘာကတည်တင်တာတွေပါနေတာဖြစ်တဲ့အတွက်အင်္ဂလိပ်စာတန်းတိုးနဲ့လုတ်ပါဆိုတဲ့ပုံစံမျိုးပြောကြရလဲရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လုတ်နေရတဲ့ဟာလည်းအချိန်အားဖြင့်တော့လကောင်းလူအားဖြင့်တော့လကောင်းပေါ့နော်အများကြီးပဲကျွန်တော်မှကန့်သက်ချက်တွေဖြစ်နေတာဖြစ်တဲ့အတွက်အဲ့အဆင့်တီမသွားနိုင်ဒါပေမဲ့ကျွန်တော်လုတ်ရမယ့်ဟာတဲမှာဒါတွေရှိတယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်မှလည်းအသိပွင့်သွားပါပေါ့နော်အဓိကတော့ဒီဟာလေးကျွန်တော်တို့လည်းပြောခဲ့တာပဲဒါပေမဲ့လည်းဒီကမ္ဘာသတင်းဌာနကိုရောက်သွားတဲ့ခါကျမှပဲပို့ပြီးတော့လူစိတ်ဝင်စားတယ်တခြားနိုင်ငံတွေကအစားပို့ပြီးတော့တည်သွားတယ်ဆိုတဲ့ဟာမျိုးတော့ ကျွန်တော်အတွေ့အကြံမှာရပါတယ်ဗောနော်အဲ့တော့ဒီဒီ wine 12 wine 8နဲ့ပတ်သက်လို့ပြောမယ်ဆိုရင်လည်းဒါကလူမဆန်တဲ့ဟာကြီးအဲ့ဒါကြီးကိုကျွန်တော်ရှေ့မှာပြောခဲ့တယ် wine 12 wine 8ဆိုတာကတေယူပို့ဆောင်ရေးအတွက်ထားထားတယ်လေရင်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတယ်လေရင်ဒါပေမဲ့အဲ့လေရင်ကိုဘုံကျဲလေရင်အဖြစ်အသုံးပြုနေတာစစ်ကောင်စီကလက်တန်းကြီးကိုတုံးတာဗျာအဲ့ဘုံကြီးကိုဒါဒီတိုင်းကိုပြစ်ချနေတဲ့ပုံစံမျိုး သူ့မှာဘုံကျက်ဖို့အတွက်ပါတာဘာတစ်ခုမှမရှိအဒါပေမဲ့အဲ့အနောက်ကနေဖွင့်ပြီးတော့ဗောနော်အဲ့ဥစားကြီးတဲကနေပြီးတော့ဒီခုနလို PPC ပိုက်တွေကိုအပြင်ကိုအုံချောင်းဘူးလေးချောင်းဘူးအဲ့လိုထုတ်ပြီးတော့အဲ့ပိုက်တွေကနေပြီးတော့60ဘုံသီးကိုဒီလိုမျိုးရှော့ချနေတာ120ဘုံသီးဒီလိုမျိုးရှော့ချအဲ့လိုမျိုးပုံစံမျိုးတွေအထိလုပ်နေတဲ့ဟာကတော်တော်ကိုမှရိုင်းနေဘာကြောင့်မှရိုင်းသလဲဆိုတော့ဒီ guide တဲ့ပုံစံမျိုးနဲ့ပြစ်တာမဟုတ်ဘူးဗျပြစ်မှတ်ကိုတတ်မှတ်ပြီးတော့ your in ဆိုပြီးတော့ cloud နှိပ်ပြီးတော့ပြစ်ချလိုက်တာမဟုတ်ဘူးအဲ့ဘုံသီးကအဲ့ပြစ်မှတ်တတ်မှတ်ထားတဲ့နေရာကိုတန့်ပြီးတော့သွားတာမဟုတ်ဘူး why do you နဲ့ဒီ why ကြီးနဲ့တို့ကြီးဝဲနေတယ်ဗျာ အဲ့လိုဝဲနေတဲ့ဘွားနေပြခုနကလိုဘုံသီးကိုခတ်မှန်းပြီးတော့ပြစ်ချအောက်မှာဘယ်နေရာကိုဘယ်လောက်ကြမလဲဆိုတဲ့ဟာသူတို့မသိသိလည်းမသိချင်ဘူးသိလို့လည်းသူတို့အတွက်ကဂယူးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဘယ်နေရာကိုပဲထိထိသူကျဲရရင်ပြီးတော့အဲ့နေရာကိုဖိအားဖြစ်ရင်ပြီးတာပဲဆိုတဲ့ပုံစံမျိုးနဲ့ခတ်မှန်းကြီးနဲ့ချတာဘလို့မှတိကျနိုင်စရာအကြောင်းမရှိဘူးဗျာဂိုက်ဒန်နဲ့ပြစ်တာတော့မှပဲမတိကျတာတွေအများကြီးရှိတယ်အရေးသေးမပြည့်မီလို့ဒါရမ်းရောလို့ဒါမျိုးပုံစံမျိုးတွေနဲ့ကြော်ကြရော့ကြရရှိရဗျာအခုလိုမျိုးလက်တန်းကြီးသာပြစ်ချမယ်ဆိုပိုတော်မှသိုးသေးတယ်အဲ့တော့ဘဲမှာသတိလဲပြည်သူတွေမှာသတိလဲ အဲ့တော့ဒီဥစ္စာကလူမဆန်တဲ့နီလန်းမျိုးတွေနဲ့ပြည်သူကိုနှိပ်စက်နေတယ်ဆိုတော့ပြယုတ်ကြီးဒါပေမဲ့အဲ့ဥစ္စာကိုအကုန်လုံးကပြောကြတယ်ပြောကြတယ်ဒါကျွန်တော်နိုင်ငံထဲမှာအခုဆိုမင်းအောင်လိုင်းကဒီဝိုင်တွဲဝိုင်အိတ်နဲ့ဘုံချင်းနေတာဘယ်နှစ်နှစ်လောက်ရှိနေလဲကျွန်တော်ပြောဘယ်နှစ်လောက်တစ်ခါကျဲပြီဆိုရင်အဲ့လင်းတစည်းပတ်လို့တစ်ခါကျဲပြီဆိုရင်အလုံးအနည်းဆုံး30 40 50အဲ့လိုကျဲဘယ်လောက်တောင်မှရှိနေပြီလဲကျဲတာပေါ့နော်အဲ့ဥစ္စာကိုကျွန်တော်တို့ပြောကြတယ်တောက်လျှောက်အကုန်လုံးလည်းသိကြတယ်ဒါပေမဲ့ခုနကလိုကမ္ဘာတည်နှထာနာကိုရောက်သွားတဲ့ခါကြမှာပဲ ီအဇာစီရလိုမျိုးပေါ့နော်ဒီကိုရောက်သွားတဲ့ခါကျမှပဲဒါကြီးကအထူးဆန်းပုံစံမျိုးတွေဖြစ်ကုန်ကြတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကတက်တဲ့ကောင်းနေဖြစ်လာပါလိမ့်မယ်စစ်ကောင်စီကအခုလိုမျိုးပေါ့နော်ပြည်သူကိုရုံမှရိုင်းဆိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့လုပ်နေတဲ့ဟာတွေကဒီလိုမျိုးအချက်လက်တွေနဲ့ဖော်ပြခြင်းခံရတဲ့ခါမှာဒီကိစ္စတွေကိုအာယုံဆိုင်နေတဲ့နိုင်ငံတွေဘယ်ဘက်ကိုကြည့်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဒါရှုစားနေကြတဲ့နိုင်ငံတွေအနေနဲ့လည်းဒါတွေကိုပို့ပြီးတော့သိသွားလိမ့်မယ်ပေါ့နော်။ဒါကြောင့်မလို့ဒီပေါက်ကြားမှုကဒါရွေးကောက်ပွဲမှာမဲလာပေးဖို့အတွက်စီယုံနေတဲ့ဒီစစ်ကောင်စီနဲ့မင်းအောင်လှိုင်အတွက်တော့သတင်းစိုးတစ်ခုပဲပေါ့နော်။ဘာလို့လဲဆိုတော့သူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဖော်လိုက်တာကြောင့်မလို့ဒါစစ်ကောင်စီလုပ်မဲ့ရွေးကောက်ပွဲကတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးကိုပို့ပြီးတော့ပေါ်လွင်သွားစေတဲ့အရာဖြစ်တယ်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်။ဒါဟာစစ်ကောင်စီစိုးကျိုးတွေအများကြီးခံရခံရနိုင်ခြေရှိတဲ့ ခံလဲခံစားရလိမ့်မယ်ပေါ့နော်အဲဒီလိုမျိုးဟာမျိုးတွေကိုကျွန်တော်တို့ထပ်ထပ်ပြီးတော့ပြန့်အောင်ထပ်ထပ်ပြီးတော့လေခုနလိုပေါ့နော်အခြားဒီကဘာသူကဘာသားတွေကစအကုန်လုံးသိအောင်ပေါ့နော်နိုင်ငံသီးသီးကလူတွေအကုန်လုံးသိသွားအောင်အဲလောကပို့ပြီးတော့ထုတ်ဖော်ကြဖို့လိုတယ်ပြည်သူတွေမတရားခံနေရတဲ့ဟာတွေလောကအခုတော်လှန်ရေးကဒါတကယ်ကိုပေါ့နော်စစ်ကောင်စီလုပ်နေတဲ့လုပ်ရက်တွေကတော်တော်ကိုရုပ်မှရက်ဆက်ပြီးတော့လူမဆန်လို့ပြည်သူကိုမတရားအနိုင်ကျင့်နေလို့ဖြစ်ပေါ်လာတဲ့တော်လှန်ရေးဖြစ်တယ် ဒါတရားရဲ့ဘက်ကနေတော်လန်နေကြတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပို့ပို့ပြီးသိစီဖို့အတွက်စစ်ကောင်စီရဲ့ယုံမာမှုတွေကိုတိထက်ပို့ပြီးဖော်ထုတ်ကြဖို့လိုတယ်ဆိုတဲ့အကြောင်းလေးဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်